ခမ်းနားစမှာတော့အာစရိယပူဇော်ကြော်ဝဲဖြစ်မြောက်ရေးကော်မတီမှចောင်းသားចောင်းသူများကိုစားဦးလာမြင့်ကနေကျိုးစွနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်ရှင်။အိမ်နောက်မှာတော့ကြော်ကန်ဆရာကြီးဆရာမကြီးများကိုစားဆရာကြီးဦးညံသိန်းဆရာကြီးဒေါက်တာဦးသိန်းနဲ့ဆရာကြီးဦးမြတ္တာတို့ကအဆုံးမဩဝါဒစကားများပြောကြားခဲ့ကြပါတယ်။ ါကြောင့်ဆုံးမဩဝါဒစကားများပြောကြားပေးခဲ့တဲ့ဆရာကြီးတွေကမှဆရာကြီးဒေါက်တာဦးသိန်းနဲ့လည်းအခုလိုတွေ့ဆုံမင်းမြန်ဖြစ်ခဲ့ပါရဲ့ရှင်။ဆရာမင်္ဂလာပါရှင်။မင်္ဂလာ။ဟုတ်ကဲ့ပါဆရာပထမဆုံးအနေနဲ့ဆရာဒီနေ့ခန္ဓာကိုဘယ်ကနေတက်ရောက်လာခဲ့ရလဲဆိုတာကိုပြောပြပေးပါဦးရှင့်ဟုတ်လာတော့အင်းဆင်ရပါဟုတ်ကဲ့ပါဆရာဒါဆိုလို့ရှိရင်ဆရာအနေနဲ့ဒီတက်ကတူကြီးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ခုနှစ်ပိုင်းခြားကိုလည်းသိပြရစေရှင်ဟုတ်ဒီတက်ကတူမှာတာဝန်ထမ်းဆောင်တာတော့1958တည်းရပါအဲဒီဟိုပါလေကျောင်းသားဟောင်းနေ ဒီအဖွဲ့ကိုလည်းတရားတင်ပေးခဲ့တာဟုတ်ကဲ့ဆရာကြီးရှင်ဒါဆိုလို့ရှိရင်ဒီနေ့ခမ်းနားမှာဆိုရင်ဒါတပည့်တွေနဲ့အများကြီးပြန်ပြီးတော့တွေ့ဆုံရတဲ့အတွက်ဆရာကြီးဝမ်းသာပီးတဲ့စကားတောင်းလဲကြားပါရစေရှင်ဆိုတော့သူတို့တို့တွေနဲ့ကလွန်ခဲ့တဲ့အနှစ်40ကျော်ကျော်ပါပေါ့လေတွေ့ဆုံပြီးတော့တင် जा ပို့ချပေးခဲ့တာပေါ့နော်ရင်းနှီးနဲ့ကွင်းစင်တဲ့အခါမှာလည်းပေါ့အတူတကွပဲနော်လိုက်ပြီးတော့ကွင်းစင်ဆိုတော့အခုဟာတော့83 84 85မှာပေါ့ပွဲရတဲ့ ဒီကျောင်းသူကျောင်းသားတွေပေါ့ဟုတ်ကဲ့ပါဆရာဒါဆိုရင်အရင်နှစ်တွေတုန်းကရောအာစရိယပူဇော်ပွဲကိုဆရာအနေနဲ့ပေါ့နော်တယောက်ချင်းမြင့်ပေးခဲ့လားဆိုတာသိချင်ပါတယ်ရှင်အရင်နှစ်တွေတော့လည်းတက်ရောက်ပါတယ်ဒါတော့ကိုးချိန်မြောက်ပေါ့ဆိုတော့ကိုးချိန်စလုံးလိုလိုပေါ့တက်ရောက်ဖြစ်ပါတယ်ဆိုတော့တော်တော်လေးလည်းဝင်းသာပီတိဖြစ်ပါတယ်ဆိုတော့မင်္ဂလာတရားတော်6ပါးနဲ့လည်းညီတယ်ဒါမျိုးကမြန်မာဗုဒ္ဓဘာသာထုံးတမ်းစင်လာကိုလည်းဒါပေါ့ထိမ့်သိမ့်ပြီးတော့လောက်တဲ့ပွဲဆိုတော့တော့တော်တော်လေး ထူးခြားပြီးတော့တော်တော်ကောင်းမွန်တဲ့ပွဲမျိုးပေါ့ဟုတ်ကဲ့ပါဒီနေ့ခန္ဓာကိုအကြောင်းမျိုးမျိုးကြောင့်တက်ရောက်မလာနိုင်တဲ့အဝေးရောက်တပည့်ရေးအတွက်ဒီနေ့ကနေပြီးတော့ဆရာကြီးရဲ့စကားလက်ဆောင်လဲကြားပြစီရှင်။အော်စကားလက်ဆောင်ပြောချင်တာတော့ဒီလိုပဲပေါ့ဟောရင်းရင်းနှီးနှီးဆက်လက်နေထိုင်ကြဖို့ ਨੇ အဲကိုကျမဆစ်ချမ်းသွားပြီးတော့ဘေးရန်ကြကြဖို့တိုးတက်အောင်မြင်ကြပါစေဖို့ဆန္ဒပြုပြီးတော့ဒီဆူတောင်းတော့ပေါ့မတက်ရောက် အဲ့ဒီလူတွေကိုလည်းဟုတ်ကဲ့ပါဆရာအခုလိုချိန်ပေးဖြစ်ကြပြီးရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဟုတ်ကျော်တော်လေးကျေးဇူးအထူးတင်ပါတယ်အဲ့ဒီနောက်မှာတော့ဆရာဆရာမများအောင်ចောင်းသူចောင်းသားများကလက်ဆွေရထိမှမိုးပြီးយោទីစွာကတော့ခဲ့ကြပါတယ်ကရော့အပီးမှာတော့ကရော့ပစ္စည်းများအားဆရာကြီးဆရာမကြီးများအားပေးအပ်ပြီးဖောင်ဒေးရှင်းအတွက်အလူငွေများကိုလည်းဆက်လက်ပေးအပ်ခဲ့ပါရရှင်။ ရိသတ်များရှင်ကာရဝေါ်စာယူတီထိုက်သူကိုယူတီခြင်းဆိုတာကျမတို့မြန်မာလူမျိုးများရဲ့မျက်တော်မင်္ဂလာတရားတော်ပဲဖြစ်ပါတယ်ရှင်။ဒါကြောင့်ဒီနေ့ရန်ကုန်မြင်းဝင်းကျေးအစီအစဉ်ကနေပရိသတ်တွေအတွက်ရန်ကုန်ဝိဆာနယ်သိပ်ပံတက္ကသိုလ်ဘူမိဗေဒအဓိကနဲ့1983 84 85ခုနှစ်များမှာပွဲရရှိခဲ့ကြတဲ့ကျောင်းသားကျောင်းသူများနဲ့ကျောင်းနေဘက်တငယ်ချင်းများရဲ့နဝမအကျဉ်းအာစရိယဘူဇော်ဝဲခန္ဓာကျောင်းကိုရိုက်ကူးတင်ဆက်ပေးလိုက်ရပါတယ်ရှင်။ ကြည့်ရှုအားပေးခဲ့ကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်များစွာကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။